အိုင်စလန်မှာမိသောင်ပေါက်ကွဲမှုကြောင့်ဒေသခံများအရေးပေါ်ပြောင်းရွှေ့ခဲ့ရန်အိုင်စလန်နိုင်ငံမှာမိသောင်ပေါက်ကွဲမှုကြောင့်ဒေသခံတွေနဲ့ကမ္ဘာလှည့်ခရီးသည်တွေအရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ရိုက်တာသတင်းမှဖော်ပြထားပါတယ်။အိုင်စလန်နောက်တောင်ပိုင်းမှာရှိတဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖော်ပြရန်မြို့သမြို့နာမှာမတ်လ32ရက်နေ့ကမိသောင်ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။တန်ငါမျိုးလေးတစ်ခုဖြစ်တဲ့ ဂရင်ဒါပင်နဲ့ရေပြအိုင်ရေပူဇန်းတို့နားမှာနင်းနီးကက်ကက်တေးရှိရာမိတောင်တခုပောက်ကွဲခဲ့ပြီးနောက်ဆက်တွင်ငလျင်ငယ်တွေလှောက်ခတ်ခဲ့တဲ့လို့မြေသားတွေပါပက်ကြအကုန်တယ်လို့ဆိုပါတယ်တက်တသမ2ကီလိုမီတာလောက်ရှည်လျားတဲ့ပက်ကြအကြီးပြပေါ်လာသလိုမိတောင်စီကချော်ယူတွေလည်းတဖြည်းဖြည်းစီးထွက်လာပြီးလူနေ area တွေစီရွေလျားလာနေတာကြောင့်အရေးပေါ်ရွှေပြောင်းကြဖို့အာနာပိုင်တွေကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်ချော်ယူတွေစီကြလာရင်တာစီဖို့အတွက် ဂရင်ဒါပက်မြို့နာမှာအကန့်ရံတွေကြိုတင်တည်ဆောက်ထားပေမဲ့လည်းအခုအခါကြိုးပေါက်သွားနေပြီဖြစ်သလိုချော်ရီတွေဟာအသားစီးတွေရဲ့အသွင်ပဲမိသားရာကနန်းလောက်ထိကျော်လွန်ရောက်ရှိနေပြီလို့သိရပါတယ်။ဒေသဆိုင်ရာရဲတပ်ဖွဲ့ကော်မရှင်နာဥဖာလူပစ်ဆန်ကတော့ဒေသခံတွေရောကဘာလှည့်ခီးတွေပါအနည်းဆုံးကနေအစောလျင်ထွက်ခွာကြဖို့နှိုးဆော်ထားပါတယ်။ မိတံပောက်ကွယ်မှုတွေကတော့အပြည့်တရရနေမှာအရှင်ကျဆာပြူလာပြီးအရန်မပြင်းထန်တော့ဘူးလို့ဆိုပါတယ်။အဲ့ဒီမိတံဟာမကြာခဏလှုပ်ရှားပောက်ကွယ်လေးရှိပြီး2023ခုနှစ်တုန်းကလည်းမြို့ခံ၄တောင်လောက်ဟာမိတံရဲ့အနေရှိလောက်တဲ့လှုပ်ရှားမှုတွေကြောင့်ရှေ့ပြောင်းခဲ့ရဘူးတယ်လို့သိရပါတယ်။အိုင်စလန်မှာမိတောင်ရှင်33လုံးရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံးမြေအောက်ကျောက်လွှာချက်ကြီးနှစ်ခုထိစပ်တဲ့နေရာမှာတည်ရှိနေတာကြောင့် ငါလှင်နဲ့မိတောင်ဆိုင်ရာလှောက်ရှားမှုအခြေအနေတွေမကြာခဏကြောင်ရတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။